အလုံးမင်္ဂလာပါအညမြ education မှာယနေ့တင်ချမယ့်တင်ကြားရေးလက်ဆင်းကတော့ G5 တင်ယူအခန်း16ရဲ့ lesson 15ပဲဖြစ်ပါတယ်ဆရာတို့ပုံစံနံပါတ်3ကိုဆက်လက်လေ့လာလေ့ရအောင်ပါပုံစံနံပါတ်3မှာအောက်ပါတို့ကိုတွက်ပါလို့ပြောထားပါတယ်နမကာကြီးကိုဆက်လက်လေ့လာလေ့ရအောင်ပါနမကာကြီးမှာဆိုရင်5 into 7 mind 10လို့ပေးထားပါတယ်အပြည့်ဂိမ်းတစ်ခုနဲ့အပိုင်းဂိမ်းတစ်ခုကိုမြှောက်ခိုင်းတာပဲဖြစ်ပါတယ်ဆရာတို့ pressure ပြောင်းမှမယ် 5 by 1မှာ into ပါ7 by 10ပဲဖြစ်ပါတယ်ပိုင်းဝေချင်းချင်းမြောက်ပါမယ်5 into 7မှာပိုင်းကြီးချင်းချင်းမြောက်ပါမယ်1 into 10မှာခြေတရားတန်ဖို့ရှိပါတယ်9တလီ9ပါ9လီ30ပါရရှိလာတော့တန်ဖို့ကိုပြောပါဆိုရင်7 by 2ပဲဖြစ်ပါတယ်ဆရာတို့ကိန်းရောပြောင်းလို့ရပါတယ်2 3လီ6ပါအကျွင်းဒီ1ပါပိုင်းကြီးဒီ1ပါရရှိလာတော့တန်ဖို့ဒီ3 1 by 2ပဲဖြစ်ပါတယ် ။မနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလက်ဆင်ကိုနားလည်လိုက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်လန်းချမ်းမြေကြပါစေဗျာ။